္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအွန်လိုင်းကစစ်ကောင်စီကို6လထပ်မံတပ်တန်းတို့မှဖြစ်ပြီးအခု2025ခုနှစ်အတွင်းမှာရွေးကောက်ပွဲမလုပ်တော့ဘဲ2026မှာပြုလုပ်ရန်ရထားပါတယ်ဗမော်လေစိတ်အတွင်းကို KIA ဦးဆောင်တဲ့တော်လန်တက်တွေ ထိုးပေါဝင်ရောက်ပြီးအမတ်တ366နဲ့ 2006တန်ကြပ်ကာတရင်ကိုတိမ့်ပါရရှိခဲ့တဲ့ပြင်တန်ကြပ်ကာတင်ကာ6စီးပါရရှိခဲ့တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်တပုတ်ကတော့အကျန်းဖက်မေးအောင်လိုင်းကစစ်ကောင်စီကိုအခုလာမဲ့ဇန်နဝါရီလကုန်မှာ6လထပ်မံတက်တန်းတို့မှာဖြစ်ပြီးရွေးကောက်ပွဲကိုလည်း2026ခုနှစ်နှစ်စန်းပိုင်းမှာပြုလုပ်ဖို့ဆွေးနွေးပြောဆိုရထားတယ်လို့နေပြည်တော်တက်တဲ့မြေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လာမဲ့ဇန်နဝါရီလ31ရက်နေ့တက်တန်းကုန်တော့မယ်အကျန်းဖက်စစ်ကောင်စီကိုယာယီတမရခံယူထားတဲ့အကျန်းဖက်မေးအောင်လိုင်းက 6လထပ်မံတက်တန်းတိုးမှလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲကိုတော့အခု2025ခုနှစ်အတွင်းမှာပြုလုပ်ဖို့ရထားတဲ့အစား2026ခုနှစ်အတွင်းမှာပြုလုပ်ဖို့ပြောဆိုဆွေးနွေးမှုတွေရှိနေရလို့တက်တဲ့ရင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။လက်တလုံးမှာမေအောင်လိုင်းရဲ့သဘောထားအရ2026ခုနှစ်အတွင်းမှာသာရွေးကောက်ပွဲဖြစ်နိုင်မယ့်အခြေအနေတွေရှိနေရလို့လည်းသိရှိရပါရတယ်။ဂျပန်စစ်ကောင်စီက 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိမ့်ပြည့်ရဲ့နောက်6လတက်တန်းဒေါ်လာခဲ့တာဖြစ်ပြီးအခုလာမယ့်ဇန်နဝါရီလ31ရက်နေ့မှာရှစ်ကြိမ်မြောက်ဖြစ်6လတက်တန်းဒေါ်မှလည်းဖြစ်ပါတယ်။လက်ရှိမှာမေအောင်လိုင်ကခန့်အပ်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုမှလည်းကျန်းမာရေးမကောင်ဖြစ်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ မန္တလေးရသတင်းတဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်22လမ်းလမ်း80နဲ့လမ်း90ကြားကအောင်မြေမင်္ဂလာဘလုံးကွင်းကလပ်မှာရှိတဲ့အိမ်ခန်းပေါင်း100ကျော်နဲ့ဘာထူးကွင်းပပတ်လေကဈေးဆိုင်ခန်း133ခန်းအပါဝင်အင်ဂျင်နဲ့ဆိုင်ခန်း250နီးပါးကိုအကြက်ဖက်စစ်တပ်ကနိုင်ငံတော်ပိုင်းမြေဖြစ်စိုက်ပုတ်ထောင်ကလာရောက်ဖျက်ဆီးသွားတယ်လို့ဒေသနေပြည်သူတွေကပြောပါရယ်ဇန်နဝါရီလ25ရက်နေ့မနက်ပိုင်းမှာအကြက်ဖက်စစ်သားတွေ ထွေအုပ်ရဲစီပင်မိသက်တက်ဖက်ဝင်အများပြားနဲ့အိမ်ကန်းတွေကိုနိုင်ငံပိုင်မြေမကျူးကျော်ကြစာတန်းပါဆိုင်ပုတ်တွေကတ်ထားပြီးသူပြားအပြာရောင်တွေနဲ့ပိတ်ဆို့လိုက်တယ်လို့လည်းဒေသပြည်သူတွေစီကနေသိရပါဗါတယ်အဲလိုအကြမ်းဖက်စစ်တပ်နဲ့အပေါင်းပါတွေက အင်ဂျင်နဲ့ဈေးဆိုင်ကန်250နီးပါးကိုဖျက်ဆီးလိုက်တဲ့အတွက်ပြည်သူတွေဟာအိုးမဲ့အိမ်မက်နဲ့အခက်အခဲများစွာဖြစ်ပေါ်နေရလို့လည်းဒေသပြည်သူတွေစီကသိရပါတယ်။ဘာထူအားကစားခွင့်ပတ်လည်ကဈေးဆိုင်ကန်တွေကိုဖေရှားရှင်းလင်းဖို့အတွက်2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကစာထုတ်ကဈေးဆိုင်ရှင်တွေကိုဖယ်ခိုင်းခဲ့တာဖြစ်ပြီးဇန်နဝါရီလ25ရက်နေ့မှာတော့ဈေးဆိုင်ကန်တွေကိုလာရောက်ဖျက်ဆီးသွားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ရန်ကုန်ကတဲ့တဲ့ပုတ်ကိုကြည့်အောင်ပါရန်ကုန်တိုင်းဒဂုံမြို့သိစိတ်ကမ်းမြို့နယ်နဲ့ တောင်မွေမြို့နယ်တို့မှာစစ်မှုထမ်းရမယ်အမျိုးသမီးစည်းရင်းတွေကိုစတင်ကောက်ယူနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အခုရက်ပိုင်းအတွင်းမှာဒဂုံမြို့တည်စိတ်ကမ်းမြို့နယ်အမှတ်64ရပ်ကွက်အုတ်ချုပ်ရည်မှုခင်မောင်စင်ကစစ်မှုထမ်းဖို့အကျုံးဝင်နေတဲ့အမျိုးသမီးစည်းရင်းတွေကိုစတင်လိုက်လံကောက်ယူနေရလို့လည်းသိရပါရယ်အဲ့ဒီကောက်ယူရမှာစည်းရင်းသွင်းလိုက်တာနဲ့အိမ်မှာရှိနေရမှာဖြစ်ပြီးထွက်ပြေးရင်ထောင်ချအရေးယူမယ်လို့ချင်းချောက်ပြောဆိုလာရလို့လည်းသိရှိရပါဗျ။လက်တလုံးမှာဒဂုံမြို့တည်စိတ်ကမ်းမြို့နယ်အမ တ်64ရက်ကွယ်အုပ်ချုပ်ရေးအဖွဲ့ကတော့အမျိုးသမီးစင်းကိုစစ်မှုထမ်းစင်းကနေပက်ဖြက်လို့ရင်ငွေကျပ်390နဲ့ပက်ဖြက်နိုင်တယ်လို့လည်းငွေကြေးညှိနှိုင်းပြောဆိုလာတယ်လို့လည်းသိရှိရပါတယ်။လားတူတောင်ဝင်မြို့နယ်အတွင်းကြုံမြောင်းနယ်တချို့ရက်ကွက်တွေမှာလည်းစစ်မှုထမ်းပေါ်အကျုံးဝင်တဲ့အမျိုးသမီးတွေစင်းကိုစတင်ကောက်ယူနေတယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့ဘယ်ချိန်မှာစပြီးစစ်မှုထမ်းရမလဲလို့မေးတဲ့အခါမှာတော့ပြန်လည်ပြောဆိုတာမရှိဘဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကောက်ယူခိုင်းတဲ့အတွက်ကြောင့်အခုလိုကောက်ယူတာဆိုပြီးတော့ပြန်လဲပြောဆိုလာရလို့လည်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးဖြစ်ရင်အသက်16နှစ်ပြည့်ပြီးအသက်28နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းစစ်မှုထမ်းရမှာဖြစ်တယ်လို့ပြည်ညာရဲ့ဆန်ရကျွမ်းကျင်သူအမျိုးသမီးဖြစ်ရင်အသက်16နှစ်ပြည့်ပြီးအသက်35နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲပြည်သူစစ်ရုံကိုစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်စီဒီအန်သူနာပြုဆရာမကြီးအပါအဝင်၃ဟာကြာဆုံးခဲ့ရပြီး ြည်သူ20ကျော် ထိခိုက်ဒဏ်ရာရှိမှုဟာစစ်ရာဇဝဲမှုမြောက်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့ TNL ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဇန်နဝါရီလ25ရက်နေ့ကအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တာကြောင့်စီရီယန်သူနာပြုဆီယမ်မာဂျီတူစီရီယန်ရုံးဝန်ထမ်းတူပြည်သူတူကြဆုံးခဲ့ရပြီးစစ်ရုံးဝန်ထမ်းတွေစီရီယန်ဝန်ထမ်းတွေလူနာတွေအပါအဝင်ပြည်သူ20ကျော်ဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကြောင်မဲပြည်သူစေယုံတစ်ခုလုံးလည်းထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေစစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျုလွန်တဲ့ရာဇဝဲမှုတွေကိုနိုင်ငံတကာအနေနဲ့လစ်လို့ရှုမထားဘဲဖြစ်နိုင်သမျှနည်းလမ်းတွေကိုအသုံးပြုတာ မြန်ဆန်ထိရောက်စွာတာစီအရေးယူဖို့အညူကြီးကလည်းတောင်းဆိုထားပါဗျ။ကြောင်မဲမြို့ကိုသိမ့်ပိုက်ထားတဲ့ TNL ကလည်းပြည်သူစေးရုံကိုစစ်ကောင်စီကလေနဲ့ပုံကျဲမှုမှာစစ်ရာဇဝမှုကျူးလွန်နေတာဖြစ်ပြီးအရက်သားပြည်သူတွေကိုရွေကျက်ရှိရှိဥတီတက်ခတ်နေတာကြောင့်အခုလိုလောက်ရက်ကို ပြင်းထန်စွာရှုံချကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်စင်းကိုကျေးရွာကိုအကြက်ပဲစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကလည်းဘုံကျဲတက်ခတ်ခဲ့ရမှာတိုက်နယ်ပကဖအဖွဲ့ဝင်အချို့အပါအဝင်ပြည်သူ၁၅ဦးခန့်ထိခိုက်သေဆုံးမှုရှိခဲ့လို့ဒေသနေပြည်သူတွေကပြောပါရယ်။ဇန်နဝါရီလ26ရက်နေ့နနက်8:00နာရီခန့်က မြင်းကြံမြို့နယ်တလုံးမြို့နီးမြင်းကြံစီမီကုံကားလန်းပေါ်ကစင်းကိုကျေးရွာကိုအကြက်ဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတိုက်လင်နဲ့ဘုံတီနှလုံးကိုကျဲချပြည့်ရနာမှာရဟရင်နဲ့လှက်ပက်ပြစ်ခတ်တက်ခတ်ခဲ့ရမှာတိုက်နယ်ပကပအဖွဲ့ဝင်တွေပါဝင် ပြည်သူ15ဦးခန့်ဟာထိခိုက်သေဆုံးမှုရှိခဲ့လို့လည်းသိရှိရပါတယ်။ကြက်ဘက်စစ်တပ်ပြစ်ခတ်တက်ခတ်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရွာတွေကိုဘုံကျဲချတိုက်ခတ်ခဲ့တာဖြစ်တယ်လို့လေဒေတာနေပြည်သူတို့ကပြောပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့တစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်ဗမော်လေးစိတ်အတွင်းကို KIA ဦးဆောင်တဲ့တော်လန်တက်တွေထိုးဖောက်ဝင်ရောက်နေပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါတယ်ဇန်နဝါရီလ26ရက်နေ့မနက်ပိုင်းက KIA ဦးဆောင်တဲ့တော်လန်တက်တွေကဗမော်လေးစိတ်အတွင်းကိုထိုးဖောက်ဝင်ရောက်နေတာဖြစ်ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရလို့လည်းသိရှိရပါတယ်။လေရင်ကွင်းတချမ်းကိုထင်းချုပ်ထားနိုင်တဲ့အခြေအနေမှာရှိနေရလို့လည်း KIA ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။ဒါအပြင်ဗမော်မြို့နယ်အမတ366နဲ့9006တန်ချက်ကတရင်တို့ကိုလည်းအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ပြင် တန်ချက်ကတင်က6စီပါရရှိထားသလိုလက်လက်ခရမ်းတွေလည်းသိမ့်ပိုက်ရရှိထားတယ်လို့သိရှိရပါတယ်။ဇန်နဝါရီလ24ရက်နေ့မနေ့6နိုင်ကနေစတင်ပြီးဗမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့တရင်ဌာနချုပ်တွေကို KIA ဥဆောင်တဲ့တော်လန်တက်တွေကအပြင်းထန်ထိုးစစ်ဆင်ခဲ့ရကနေစစ်ကောင်စီရဲ့တရင်တွေကိုသိမ့်ပိုက်ရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ